လူတွေကမရှောင်လွဲနိုင်ပဲကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်။ပါရင်လဲလို့ဆိုရင်ဘောကပြတနာပဲ။စီးစိမ်ဥစ္စာတွေပျက်စီးတယ်။အယောင်းဝယ်လုတဲ့အခါမှာငွေတွေဘလောက်ဆုံးသွားတယ်။အယောင်းဝယ်လုတဲ့လူတွေကကြုံမှုမှာနော်။အဲ့ဒီလူအချိန်မှာစိတ်ဓာတ်စံခံမှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ် ธรรมะဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှင်းသွားပိုးပြီးတော့စီးပွားရေးတွေပြည့်စုံသွားဘောခပြတနာပြတနာတရား၅ပါးတဲ့ကဘောခပြတနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကြုံသွားလို့ရှင်လေဒီလူဟာစိတ်ဓာတ်ဘလောက်ထိအောင်ကြံ့ခိုင်နေဆိုတာအကဲခတ်လို့ရသွားပြီနောက်တစ်ခုကပါတော့စိညာတိပြတနာစေတမျိုးတွေတဲ့ကပျက်စီးသွား ဆွေတွေမျိုးတွေတည်ဆုံးနေပျက်စီးနေဆိုလို့ရှင်စိတ်ဓာတ်ကြန့်ခိုင်မှုဘယ်လောက်ရှိတယ်လဲစိတ်ဓာတ်မကြန့်ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်။ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြားတဲ့ပုဂ္ဂိုလ်တွေညာတိပြဒနာဆိုတာကြုံညာတာကြီးပဲမဟုတ်လား။မကြုံဘူးဆိုတာမရှိဘူး။အိမ်တိုင်းအိမ်တိုင်းညာတိပြဒနာဆိုတာကြုံနာကြီးပဲနော်။နောက်တစ်ခုကရောဂပြဒနာ ရောဂပြဿနာဆိုတာယောဂဖြစ်တာယောဂဒီပင်လင်ပျက်စီးဖို့ဖြစ်လာတာယတနာတရား၅ပါးရှိတယ်နော်ညာတိပြဿနာတဲ့ဘောဂပြဿနာတဲ့ရောဂပြဿနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာသီလပြဿနာနဲ့ဒိဋ္ဌိပြဿနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင် ဉာဏ်တိပြဒနာဆွေတွေမျိုးတွေပြည့်စည်ရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂပြဒနာစီးတဲ့ဥစ္စာတွေပြည့်စည်ရင်လည်းငိုကြတယ်ရောဂပြဒနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလပြဒနာကိုခြင်းတရားပြတ်သွားဘူးမှမငိုဘူးဘူးမှမငိုဘူးဒိဋ္ဌိပြဒနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘူးမှမငိုအရေးကြီးတာကတော့ သီလပြဒနာနဲ့ဒိဋ္ဌိပြဒနာအပယ်ထည့်အောင်ကြာစေနိုင်တယ်ညာတိပြဒနာဘောဂပြဒနာရောဂပြဒနာဆိုရဲဒီပြဒနာတရား၃ပါးကဒီတဘဝတည်းမှာခံရတာတဲ့အဲ့တော့ဟိုဘက်ကျတော့တတိကောင်းတယ်ဒီဘက်ကျတော့တတိမကောင်းဘူးဒီလိုဖြစ်เนาะအဲ့ဒါဘာလို့ဖြစ်ရတာလို့ဆိုတံပိုးထရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကြတော့ ญาติကိုလည်းဒီလောက်တံပိုးမထားဘူးဘောဂကိုလည်းဒီလောက်တံပိုးမထားဘူးသူတို့တံပိုးထားတာကဘာလို့ဆိုရင်သီလနဲ့ဒိဋ္ဌိအဲ့ဒါအပြည့်မခံဒါကသူတော်ကောင်းတွေရဲ့အတွေ့ဟုတ်ကဲ့တာမန်ပုဂ္ဂိုလ်တွေကအဲ့ဒါလို့မဟုတ်ဘူးအေးญาติပြသနာနဲ့တွေ့လိုက်တဲ့အခါမှာမခံနိုင်ဘူးဘောဂပြသနာနဲ့တွေ့တဲ့အခါမှာမခံနိုင်ဘူးရောဂပြဒနာဆိုတဲ့အခါယောဂဖြစ်လာလို့ရှိရင်လူတွေကမခံနိုင်ကြဘူး မခံနိုင်သည့်အတွက်ကြောင့်မြတ်မပြည်မှာဗုဒ္ဓဘာသာ လူမျိုးတွေပင် ဖြစ်လက်ကစားယောဂါကိုနာမည်တက်လိုက်လို့ရှိရင်ဒီလူကမြင်မြင်သိသွားရတယ်မခံနိုင်လို့ဟုတ်ကဲ့မခံနိုင်သည့်အတွက်ကြောင့်သိမဲ့ယောဂါမျိုးဆိုလို့ရှိရင်အဲ့ဒီလူကမြင်မြင်သိသွားရတယ်ခံနိုင်ပြီဆိုလို့ရှိရင် အသက်ရှင်နေတဲ့ပုံစံတွေရှိတယ်နော်ဆရာဝန်တွေက 3လပဲခံမယ်5လပဲခံမယ်6လပဲခံမယ်ဆိုတော့6နှစ်လောက်နေသွားတာတွေတောင်ရှိသေးတယ်။ဘာဖြစ်လို့စိတ်ထချမ်းခိုင်တဲ့ပုံကိုယ်တွေမှာစိတ်ထချမ်းခိုင်လို့ရှိရင်ဘာမှမဖြစ်ဘူး။